အားလုံးမင်္ဂလာပါဗျာဖခေါ်ရင်းမြညာနေပြန်လာကြိုးစားပါတယ်ဗျာကျွန်တော်ဒီနေ့ကတော့ဒီမှာတော့ Redmi ဖုန်းစလုံးကိုဘက်ထရီလဲနေလေးမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘက်ထရီလဲနေဆိုတော့လည်းဘက်ထရီလဲရင် use ဆက်မဲ့အရာလေးပါတခါလဲမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများသင်တန်းတက်ရတယ်လို့ကိုကျွန်တော်တေချာလေးအစင်းနံပါပါလေးနဲ့ရှင်းပြပေးမှဖြစ်ပါတယ်ဗျာဒီကောင်ဖောင်းတော့ဖောင်းနေနော်တော်တော်လေးအာဒီကောင်ကတော့မှကြည့်လိုက်ပါတော့ဒီကောင်ဆိုလို့ရှိရင်တချို့ဖုန်းတွေကကြတော့အရှိမှန်အောင်ဖောင်းတယ်ဘာလို့ဆိုအနောက်ကဘာတွေကတချို့ကဘာတွေကကြတော့ကျွန်တော်တို့ဒီမှာအွန်လိုက်ကြီးနဲ့အလူမီနီယံကျွန်တော်ကော့ကျွန်တော်ပိတ်ထားတဲ့ နောက်ဖုံးဆိုရင်တော့အနောက်ကိုမဖောင်းနိုင်မင်းအရှိကိုဖောင်းတဲ့မျိုးရှိတယ်အဲဆိုရင်အရှိကမှန်ကိုပြက်စီးသွားနိုင်တယ်ဒါကြတော့အနောက်ကိုဖောင်းနိုင်တော့ကြမလို့အနောက်ကပါလေကွဲသွားနိုင်တယ်ပေါ့နော်โอเคဒါလေး queue ဆိုင်မယ်နော်ဒါကြောင့်မို့အရန်ဖောင်းတဲ့ battery ဆိုကျွန်တော်မှန်လဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသတိထားရမှာဖြစ်ပါတယ်ဗျာโอเคအဲတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်အဲအနောက်ဖုံးခွာမယ်နော်နောက်ခေါမယ်ဆိုတော့ကျွန်တော်ကဒီလိုမျိုးအပါလေးတစ်ခုသုံးလိုက်တယ်ဒီမှာကတော့ဟပ်ပြီးသားဆိုတော့ trade 2တော့လောက်စားမလို့တော့ကျွန်တော်ကတားလေးဟားလိုက်တယ်အဲ့တော့အပူပေးအပူပေးသားရှိရင်ပူပေးလို့ရလဲအပူပေးသားမရှိလဲကျွန်တော် spray ရှိရင် spray ဖြန်းလို့ရနော် okay ကျွန်တော် supply လေးဖြန်းလိုက်တယ်မနော်အตาရလေးပဲဆွဲလိုက်တယ်မနော် okay အဲမနော်အဲမာမာအตาလေးကြက်ကြက်တဲ့နေရာလေးတွေနည်းနည်းလေး supply လေးထပ်လိုက်ပေးလိုက်ရုံပဲမနော် okay အဲ့မနော်အထိုးမဲ့ဆိုလို့ရှိရင်ဒီကောင်ကအဆုံးကြီးအဲ့လိုထိုးစက်မလို့ဘူးနော်အဆုံးကြီးဆိုတော့သူ့ရဲ့ကောကဒီနားလေးပဲရှိတယ်ဒါကြောင့်ကျွန်တော်ဒီနားလေးပဲဒီဒီလိုအစလေးပဲသွားမယ်နော်အဆုံးကြီးတော့ထိုးစက်မလို့နော်အဆုံးကြီးထိုးတဲ့မဲ့ဆိုရင်ကျွန်တော်မိတ်ဆွေများအထက်မှာရှိတဲ့ မှန်ဂျိုးတွေပါတယ်။တွားပြီးတော့ပါဝါဂျိုးတွေ၊ဖင်ဂါဂျိုးတွေအထက်မှာဖင်ဂါဂျိုးတွေပါဝါဂျိုးတွေတွားပြီးတော့ကက်လန်ပြီးတော့ဖြတ်မိတယ်လို့ဖြစ်သွားတတ်တယ်နော်။အဲ့ဒါလေးတကယ်ဆိုင်ပါဗျာနော်။တော့ဒီမှာပါမယ်။ Okay. Okay. အဲ့ဆိုရင်အဲ့ဒီမှာနော်ဒီမှာကျွန်တော်ကျွန်တော်ပြောတဲ့အချိန်မှာနော်ဒီမှာဒီအောက်မှာဘာနော်မနော်ကျွန်တော်တရားပြမယ်။အဲ့ဒီမှာသူ့ရဲ့ဖင်ဂါဂျိုးတွေရှိတယ်။တကယ်လို့တော့ကျွန်တော်တို့ကဒီနားထိတွားပြီးတော့လုပ်မယ်ဆိုရင် သူ finger ကြိုးတွေပါပြတ်သွားနေတယ်အဲဒီမှာတော့ဒီမှာလည်းသူ့မှန်ကြိုးတွေရှင်းတော့ကျွန်တော်တကယ်လို့ဒီအပေါ်တော့လောက်ကစားမရှိဒီအောက်ကတော့တော်ပြီးတော့ဟိုဆွဲလိုက်မယ်ဆိုရင်မှန်ကြိုးကျွန်တော်တွေအပေါ်အောက်ခါကြိုးတွေလုံးဝပြည့်စည်သွားနေတယ်ဒါလေးတော့ရန်ကူးစားရတယ်ဗျာနော် okay and note 7နဲ့ note 8နဲ့မတူပါဘူး note 7 finger အသားလေးကောက်ဖြုတ်လိုက်ရုံပဲအဲ sorry note 8 note 8 finger နဲ့မကောက်ဖြုတ်လိုက်ရုံပဲ note 7ကျတော့ဒီမှာဖြုတ်မှာဖြစ်တယ်နော် okay အဲ့ဆိုတော့ကျွန်တော်တို့ကသူ့ဖုန်း model တစ်လုံးနဲ့တစ်လုံးကလည်းနည်းနည်းလေး အားလုံးခွာတာတော့အတူတူပဲဘယ်ရမစိုးအတူတူပဲဒါပေမဲ့ကျွန်တော်တို့ကအခုလိုမျိုးပေါ့နော်ခွာတာလေးခွာတာလေးကြတော့အဲခုလိုမျိုးတွေတလုံးနဲ့လုံးနည်းနည်းလေးလေးတော့နည်းနည်းနည်းလေးပေါ့နော်အများကြီးတော့မဟုတ်ပါဘူးနည်းနည်းပါလေးလေးအဲ့လိုသူ့ရဲ့နည်းနည်းပေါ့နော်အဲတထားလေးတော့နည်းနည်းရှိရှိတယ်ဗျဒီမှာဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီပေါ့နော်ကျွန်တော်တို့တွေဒီဒီ finger ကိုဒီ finger မှာဒီ finger ကိုအရင်ဖြုတ်မှာဖြစ်ပါလေပေါ့နော်ဒီမှာ finger မှာတိတ်လေးအုပ်ထားတော့ကျွန်တော်တိတ်ခဏဖြုတ်လိုက် ဟုတ်နော် okay ပြီးတော့ဒီတိုင်းပြန်ပြန်တက်လိုက်ရုံပဲနော် okay အဲ့တော့တော့ခဏဖယ်လိုက်မယ်နောက်ဒီမှာပရိယောက်တော်တော်ဖောင်းနေတယ်ကြမို့ဒီအပေါ်ကအောက်ထပ်ထပ်ချက်ဝင်နော်ကျွန်တော်တို့ပုံမှန်တော့ဒီဟာလေးဖြုတ်တာလဲတာတော့လွယ်ပါတယ်ဗျာနော်ကျွန်တော်မိတ်ဆွေများလည်းအခုလိုမျိုးဖောင်းနေတယ်အလိုမျိုးဖြစ်နေကိုယ့်ကိုကောက်လေးပဲလို့ရပါတယ်ဗျာနော်အဲ့တော့ အကုန်ကြတော့တဝက်တက်တက်တာတော့ဗောဗျာနော်တကယ်လို့တကယ်လို့၄၄တောင်းလုံးကုန်မယ်ဆိုရင်မတောင်းလုံးပဲကုန်တော့မှာဗောနော်โอเคတော့ဒီမာဒီမနဲ့တလုံးရှိတယ်ဒါလေးဖြုတ်မယ်โอเคအဲ့ဆိုတော့ကျွန်တော်ဒီမှာဒီချာလေးပြပြမယ်နော် โอเคဒီမှာသူ့အဖုံးလေးပေါ့နော်ဒီမှာသူ့အဖုံးလေးအဲ့ဒီကောင်လေးကပဲပဲနဲ့လေးမှာတုံးလဲဆိုတော့ကျွန်တော်တို့တစ်ခါကြတော့ချက်တချို့အဖုံးမပါလို့ရှိရင်ပြုတ်ကြတဲ့ခါမျိုးမှာ flow ဆိုအဲ့လိုမျိုးဒီလိုမျိုးဖက်ဆိုပြုတ်သွားနေတယ်ဒီလိုဖုံးလေးပါတော့တုံတုံပြုတ်မသွားပါဘူးပေါ့နော်အကြမို့အဲ့ဖုံးလေးကကျွန်တော်တို့ပြန်ပြန်ထက်ပြန်တေချာဘုတ်ကိုပါမှာပေါ့နော်ပါတော့ကျွန်တော်တို့အချမ်းခံတယ်ပေါ့ဗျာနော်ဟိုတုံ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 ထိမိခံမိတာမျိုးဆိုရင်တော့ကျွန်တော်ပြုတ်သွားတာမျိုးလေးမဖြစ်တော့သူကထိမိတာပေါ့နော် okay အဲ့ဆိုကျွန်တော်ဒါမှန်ဂျိုးပေါ့နော်ဒါပုံနဲ့နဲ့ဆက်တဲ့ခါဂျိုးပေါ့ခါဂျိုးဒါကတော့သူ့ရဲ့တက်ခဲဆော့ကက်ပေါ့နော်တက်ခဲအထိုင်လေးပေါ့အဲကျွန်တော်ဘက်ထရီပေါ့နော် okay ညီမကျွန်တော်တွေဒီဘက်ထရီဖြုတ်မယ်ဆိုရင်ကျွန်တော်ဒီမှာနော်ဒီဒီဟာလည်းကျွန်တော်မသိခင်တော့ခက်ခက်ချင်းနေဆွဲဖြစ်သွားတယ်ဒီမှာသူကဖြုတ်ဖို့အတွက်အစလေးနှစ်ဆထုတ်ပေးတာ အဲ့ဆားလေးကိုဆွဲထုတ်လိုက်ရုံပဲအဲ့ဆားဆွဲထုတ်ရင်ကော်လေးပါသွားမှာတချို့လက်ဒီအောက်မှာနှစ်ဆထုတ်ထားတယ်အပေါ်လည်းတချို့လက်အပေါ်မှာနှစ်ဆထုတ်ထားတယ်အဲကျွန်တော်တော်တော်များများတော့အောက်မှာထုတ်တာများပါတယ်တချို့ဖုန်းလေးတွေအပေါ်မှာထုတ်တာများတယ်အဲ့တော့ကျွန်တော်ဒီမှာသူထုတ်ထားတဲ့ဟာလေးကိုကျွန်တော်တစ်ချက်ဆွဲပြမယ်နော်ဟိုမှာဒီမှာကြည့်လိုက်အဲဒီမှာကြည့်လိုက်သူအဲ့လိုမျိုးဆွဲလို့ရတယ်နော်ဒီမှာအဲကျွန်တော်အဓိကပြချင်တယ်တစ်ခါလေးအဲ့လိုဆွဲလို့ရတယ်တစ်ခါလေးတချို့ရမ်း6တာကြာသွားတာကျွန်တော်အဲ့လိုဆွဲမရတော့ပါဘူးအဲ့တော့တစ်ခုဆွဲမြရင်တစ်ခုဆွဲဆွဲကြည့်မယ်ပေါ့ဗျာနော် โอเคမှာလားโอเคဟောညာတခါကျတယ်အဲ့လိုဆွဲရတယ်ခါကျဆွဲမရဘူးဆွဲရမယ်ဆိုလို့ရှိရင်လည်းအဆုံးနေဆွဲမယ်နော်โอเคအဲ့ကြောင့်ကျွန်တော်တို့ကဒီအစားလေးဆွဲထုတ်လို့မရတော့ဘူးအစားလေးဆွဲလို့မရဆိုလို့ရှိရင်တော့ကျွန်တော်ကတတိယနေ့လန်ပြရမှာဖြစ်တယ်နော်ဒီနေ့လန်မယ်ဆိုတော့ဒီကသူ့ကျိုးတွေကထုတ်ဖုံးတွေကအောက်မှာရှိတယ်ဒီဖုံးကတော့အပေါ်မှာပေါ့နော်အပေါ်မှာအပေါ်မှာရှိတော့တိတ်ကိစ္စမရှိဘူးအောက်မှာရှိရင်တော့အကုန်ထုတ်လို့မရဘူးဂယူဆိုင်မယ်နော်အဲ့တော့ဒီမှာဒီမှာသူ့ရဲ့အောက်မှာဟိုဘက်မှာကော်ကြံသေးတယ်အဲ့ဒါလေးဒါလေးကျွန်တော်ထိုးဖောက်မယ်အဲ့ထိုးဖောက်မယ်ဆိုထိုးမယ်ပေါ့နော်โอเคโอเค ဖြည်းဖြည်းပဲသွားမယ်เนาะတအားလောစားမလို့ဘူးเนาะအဲဒီကောင်ကတခါကြလို့ရှင်နေလွယ်တယ်လို့တခါကြလို့ရှင်နေလွယ်မယ်ထင်လို့နဲ့အဲ့လိုခွာခက်တဲ့မျိုးရှိတယ်အဲခါကြလို့ရှင် supply by လို့ save ပြန်ပေးမယ်အဲဒီကောင်ကကျွန်တော်တို့တွေဒီ supply ပြန်မယ်ဆိုလို့ရှင်နေကျွန်တော်ခုနပြောလို့ပဲကျိုးဒီမှန်ကျိုးတွေအောက်မှာရှိရင်တိတ်ပြန်လို့မကောင်းဘူးပဲနော် okay မနော် okay ဒါဆိုဒါခုနကဒီကောင်ကတအားဖောင်းတာကြာပြီဒီလိုမျိုးသူ့ပြန်ကတ်နေလို့မို့နော်မဟုတ်ရင်ခုနလိုဆွဲတာနဲ့အဆင်ပြေတယ်ဗျ okay ဒါဆိုလို့ရှင်ဒီမှာ ကျွန်တော်တို့ဒီမှာတတူရဲ့ကော်လေးကြံသေးရတယ်တွေ့လားအကော်လေးကြံသေးတာနောက်ပတိကတ်လို့ရှိရင်ဒီတိုင်းကောက်ကတ်လိုက်ရုံပဲကတ်ဆံမလို့တော့ဘူးပေါ့နော်โอเคကျွန်တော်ဗီဒီယိုအစ်တင်ဆက်ပြအောင်မယ်ဆက်လက်ကြည့်ပါအောင်ဗျာโอเคအဲ့ဆိုကျွန်တော်ကဒီမှာ original ပတိလေးကျွန်တော်ဝယ်လာပါပြီအဲ့တော့ပတိလေးကိုလည်းကျွန်တော်အားကောင်းမကောင်းနဲ့အဲကျွန်တော်လေးကျွန်တော်တိုင်းနီးလေးပါတက်ခါတဲ့တက်ခါတဲ့မြောက်ပြင်မယ်နော်အဲ့တော့ကျွန်တော်လောလောဆယ်တိတိမီတာကိုတုံးလိုက်ပြီနော်တိတိမီတာကိုတုံးလိုက်မယ်အဲ့တော့ဒီကောင်လေးမှာတိုင်းမယ်ဆိုရင်ကျွန်တော်လေး ဒီ20ဖို့မှာထားမယ်เนาะဒီ time ဆို20ဖို့မှာထားမယ်အဲ့တော့ကျွန်တော်ဒီမှာတိုင်းပြမယ်တော့တွေ့လာမသိပြန်เนาะအဲ့တော့ဒါတော့သူပတိပေါ့เนาะသူပတိမှာသူငုံရှိတယ်သူငုံမှာအပေါင်းနှုတ်ပါเนาะအပေါင်းနှုတ်တိုင်းမယ်နောက်တစ်ခါကျလို့ရှိရင်ကျွန်တော်တို့အပေါင်းနှုတ်ကဘယ်မှမသိဘူးဖြစ်ဖြစ်တက်တယ်ကိစ္စမရှိဘူးတိုင်းလိုက်ပါအဲ့တော့ဒီမှာเนาะဒါဆိုရင်ဒီဘက်မှာအပေါင်းနှုတ်မှာ no โอเคအဲ့ဆိုရင်ဒီမှာသူ့ရဲ့ဒီမှာ3.8အဲ3.8ပြတယ်เนาะ3.8ပြတယ်เนาะဒီမှာအဲ့ဒီမှာเนาะโอเคโอเคဒါဆိုရင်ကျွန်တော်3.8 အဲ့အဲ့ဝမ်းပြရတော့ဒါဆိုရင်ဒီကောင်ကအားအနည်းဆုံး40 40အထက်မှရှိတယ်ပေါ့နော်40လက်40ထက်မှရှိတယ်တကယ်လို့ကျွန်တော်တို့ကတခါလေးရင်တခါလေးဗီဒီယိုဗီဒီယိုကျွန်တော်မတိုက်လိုက်မယ်မတိုက်မလို့ရှိရင်ဒီဘက်အထိတ်မှ minus ဆိုပြီးပြရတယ်အဲ့ဆိုရင်ဒါမားတယ်ပေါ့နော်ဒီမှာကြည့်လိုက်အဲကျွန်တော်တို့ဒီမှာကုလိုတန်းလိုက်လို့အရှိမ minus ကြီးပါနေဒါအပေါင်းတော့မားနေတာပါဒါဆိုကျွန်တော်တို့ဒီမှာပြန်ပြီးတော့တန်းလိုက်မယ်နော်ပြန်တိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီမှာအရှိမ minus မပါတော့ minus မပါရင်မှန်တယ်3/8 3/81ရှိတယ်ဒါဆိုရင်ဒီကောင်က ်ဒါနဲ့ကျွန်တော်ခမန့်ချင်40လောက်တော့ရှေ့ရှေ့လောက်တယ်နော် okay အဲ့ဆိုကျွန်တော်တစ်ချက်လောက်ဒီကောင်လေးကိုထည့်ထည့်ပြီးဆက်မယ်နော် okay ထည့်ဆက်မယ်ဆိုတော့ဒီမှာဒီမှာ low 0ဒီကောင်ကအောက်မှာ copy ပါပြီးသားဆိုတော့ကျွန်တော် double daily buy နဲ့မထည့်တော့ဘူးเนาะဒီလို comma ပါရင်တော့ double daily buy ထည့်ပို့ပို့ကောင်းတယ်ပေါ့เนาะအောက် copy ပါပြီးသားဆိုတော့ကျွန်တော်မထည့်တော့ပါဘူးတော့သူ target နဲ့ဆိုတော့လေတော့ဒီမှာကျွန်တော်တို့ဒီမှာသူ့သူ့အထိုင်ပေါ့เนาะ pattern လေးပြန်တက်မယ်ဒါ pattern လေးပြန်တက်လိုက်မယ် ီလိုရှင်ဒီဘက်ကသူ့ထန်လေးသူပြန်တက်မယ်ဘူးရနော်ဒီကလေးသူ့ထန်သူပြန်တက်မယ်ပြီးအပေါ်ကဖုံးလေးပြန်ဖုံးမယ်နော်အဲဒီတော့ကျွန်တော်လောလောဆယ်အဲပက်ထီလေးကိုကျွန်တော်စမ်းကြည့်မယ် ဟုတ်ပြီဆရာပဒီကောင်းမကောင်းစမ်းသက်နည်းတော့ကျွန်တော်အရင်ပြီးတော့မှမျှောက်ပေးခဲ့တယ်เนาะအချမ်းမြင့်ပေါ့เนาะအအချမ်းမြင့်စမ်းသက်နည်းကတော့ကျွန်တော်ဥမာဆိုကြပါစို့ဒီပဒီကထားပါတော့ကျွန်တော်တွေအာ90 40ထားပါတော့ဒီပဒီက40ရှိတယ်40ရနေကျွန်တော်ပေးပြီးပြင်ဖွင့်လိုက်မယ်40နဲ့ပြင်ပေးပြီးပြင်ဖွင့်လိုက်လို့ဖုန်း reboot ချတယ်ပေါ့ဗျာပေးပြီးပြင်ဖွင့်တာပေါ့စက်ပေးပြင်ဖွင့်လိုက်လို့40က40ပဲဆိုကောင်းတယ်40နဲ့39ဆိုရင်လည်းကောင်းတယ်အဲ38ဆိုရင်လည်းကောင်းသေးတယ် ိတ်အောက်ရောက်တော့ရင်မကောင်းတော့ပါဘူး40နဲ့ပြန်ပိတ်ပြန်ခွင့်လိုက်လို့39ဆိုမကောင်းတော့ဘူး36ဆိုရင်မကောင်းတော့ဘူးအဲ့တော့အဲ့လိုမဟုတ်ပါနဲ့40တို့41 40နဲ့50လျှောက်ပြန်နေနေဗတိမကောင်းလို့ယူဆလို့ရပါတယ်ပြန်နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာစမ်းကြည့်မယ်အဲကျွန်တော်စမ်းစမ်းကြည့်မယ်ဆိုပရိယာခိုင်တော့โอเคဒီမှာသူ့ရဲ့ဗတိယာခိုင်တော့အော်သူ့ရဲ့ပြင်တော့ကွတ်တီပဲเนาะဒီမှာလက်40ပါပဲโอเคသူ့ရဲ့ဗတိယာခိုင်တော့40ရှိတယ်ကျွန်တော်40ကိုပိတ်ပြန်ခွင့်လိုက်မယ်เนาะကျွန်တော် review လေးချလိုက်မယ်ကျွန်တော်ပိတ်ပြန်ခွင့်လိုက်လို့เนาะပိတ်ပြန်ခွင့်လိုက်တော့အဲ့ အဲ့ပတိပါစနစ်ကမပတိပါစနစ်က40ရန်နေ39ဆိုကောင်းတယ်အာ38ဆိုလည်းကောင်းသေးတယ်အဲ့အောက်ရောက်သွားရင်မကောင်းတော့ပါဘူးတုံးမဟုတ်40 41 42လျှောက်ပြရင်လည်းမကောင်းပါဘူး40 4 40ပဲဆိုရင်တော့ very good ပါအရင်ကောင်းတယ်ပြောလို့ရပါတယ်39ဆိုရင်လည်းကောင်းပါသေးတယ်ဗျ38ဆိုရင်လည်းကောင်းတော့ကောင်းသေးတယ်39ဆိုတော့မကောင်းတော့ပါဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးပိတ်ပြီးပြန်ဖွင့်ပြီးဆန်းကြည့်တာလေကျွန်တော်လေးကြံနေပြန်ပိတ်ပြန်ဆန်းတယ်ပေါ့ကျွန်တော်မိတ်ဆွေများလည်းအဲ့လိုဆန်းကြည့်ပေါ့နော်ကိုပတိကောင်းမကောင်းအကြံပြန်သိရပါတယ်ဗျ ဘယ်ဒီလဲတဲ့ဖုန်းတွေပဲဖြစ်ဖြစ်မလဲတဲ့ဖုန်းတွေပဲဖြစ်ကိုကိုင်းတဲ့တုံးကိုကိုင်းတဲ့ဖုန်းတွေဖြစ်ဆန်းကြည့်လို့ရအောင်เนาะအဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်ဆန်းကြည့်မယ်ပါပါစနစ်ဘယ်လောက်လဲဆိုတော့ okay ပါ okay ဒီမှာကျွန်မပါစနစ်ကလည်း40啊40ပါပဲဒါဆိုရင်ဘယ်ဘယ်ကြီးစောင်းမို့နော်အရင်တောက်ပါတယ်40 40ပို့ဆိုခုမှပဲအစ်စ်လဲထားတာဟိုအဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ဒါဆိုရင်အစင်ပြေလောက်ပါပြီနော်ပြေလောက်ပြီဆိုတော့ကျွန်တော်နည်းနည်းလေးဒီမှာပြန်ပြီးတော့သူ့ဖုန်းလေးပြန်ဖုန်းမယ်နော် ှာသူ့ဖုန်းပေါ့နော်ကျွန်တော်သူ့ဖုန်းလေးပြန်ဖုန်းလိုက်မယ် โอเคကျွန်တော်သူ့ဖုန်းနဲ့ပြန်ဖုန်းလိုက်ပြီးပြီးတော့ကျွန်တော်ခုနပြောပြောလိုပဲပေါ့နော်ကျွန်တော်ဒီသူ့ finger ကိုဒီမှာပြန်ကပ်ပြန်มาဖြစ်ပါတယ် finger ပြန်มาမဖြစ်မှာဒီမှာလေးကော်လေးနည်းနည်းလိုက်တော့အောင်မယ်နော်ကျွန်တော်ကောကတော့ကျွန်တော်ဒီမှာအရင် B B 9000တုံးတယ်နော် B 9000လက်ရလဲ B ဒီကောင်လေးကပိုကောင်းတယ်နော် B 9000လက်ရလဲ B 8000လက်ရလဲတော့မဟုတ်ဒါဒါလေးလက်ရတယ်နော်ဒါလေးမဆိုးပါဘူး โอเค มาเนาะကျွန်တော်ထားကြည့်မယ်ဒီမှာကျိုးရလဲကွက်တီပဲเนาะအောက်ကျသွားတယ်โอเค โอเคကွက်တီကျလို့ရှိရင်ကျွန်တော်ပြန်ပိတ်တော့မယ်เนาะပြန်ပိတ်လိုက်တော့မယ်ပြန်လုံးလိုက်တော့မယ်ဗောဗျာเนาะโอเค โอเค โอเค โอเคအဆိုလို့ရှိရင်ရတော့ပါပြီဗျာโอเคဒါဒါဆိုရင်ဒီလောက်ဆင်ရင်မေးစရာလုံးမယ်ကျွန်တော်တို့ အာကိုဖုန်းပဲဖြစ်ဖြစ်အဲ့တော့ကျွန်တော်ဒီမြောက်ဖုန်းပဲဖြစ်ဖြစ်ပတိလဲကျင်တဲ့မိတ်ဆွေများလဲပတိလဲတက်မယ်လို့ကျွန်တော်ကျွန်တော်ထင်ပါတယ်ဗျာเนาะကျွန်တော်လည်းကျွန်တော်တခြားလေးပြပြပေးတာပါလေဗျပြီးတော့တန်ရှင်းနေပါလေလုတ်ပေးမယ်ဗျာเนาะတန်ရှင်းနေပါလေလုတ်ပေးမယ်โอเค โอเคအားလုံးကျေးဇူးအားလုံးကျေးဇူးပါတယ်ဗျာကျွန်တော်ဆိုမိတ်ဆွေများလုံးပဲကိုယ့်ကိုလင်းတက်ပြီးထင်ပါတယ်ဗျာအဲ့တော့အဆင်ပြေတာများမိတ်ခဲ့လို့ရပါတယ်အဲ့တော့မိတ်ဆွေများလည်းဆင်ပြေတာလေးမိတ်ခဲ့လို့ရပါတယ်လှုပ်လှုပ်ချင်တာလေးလည်းပြောခဲ့လို့ရပါတယ်ဗျာ Lion Sorry နေပြီးအပိကြပေါင်းဗျာကောင်းတော့နေလေးပန်ဆိုင်ကြပါစီဗျာလိုက်ကဆပ်စခရိုက်နေပြီအပိကြပါဦးဗျာဗျာဗျာ